ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီတစ်ခါတော့ရအောင်ဂျာဇာပရိသတ်ရဲ့မိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပီယာမှန်သမျှဝေးကွာကြပါစီကြောင်းကျွန်တော်ကဒီကနေ့ဥစွာမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်။ဒီ2025ခုနှစ်7လပိုင်းမှာမဟုတ်မီဆရာတို့ဘာလို့လို့နဲ့အခုဆိုရင်ဇန်နဝါရီကဆလာလိုက်တာဒလာပြီးဒလာဒလာပြီးဒလာနဲ့အခုဆိုရင်2025ရဲ့7လပိုင်းကိုရောက်လာပြီ။အဲ့တော့ဂျာဇာဖိသားမိမိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်အဲဒီပြီးခဲ့တဲ့10လပိုင်းအထိကို မိတ်ဆွေတို့ရဲ့ကာဟာဒီ2025မှာအချိန်တွေဘလို့ရှိခဲ့တယ်လဲခင်ဗျာထို့အတူဆရာရဲ့ဟောစတန်တွေတနစ်စာဟောစတန်တွေတလစာဟောစတန်တွေကိုလိုက်နားထောင်ဖြစ်ရလားကြည့်ရတာရောအဆင်ပြေရလားထို့အတူပဲဆရာမိတ်ဆွေတွေနေနဲ့ဘာတွေများအကြံပေးလို့တော့မိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်ဖြစ်ခဲ့သလားကံဆိုးတဲ့နှစ်ဖြစ်ခဲ့သလားသို့မဟုတ်ပုံမှန်အတိုင်းပဲလားဆိုတာလေးဆရာကိုမှန်းမိကြပါဘူးအဲဆိုတော့ဆရာမိတ်ဆွေတွေအနေနဲ့ဆရာ review လေးတွေလိုက်ဖတ်လို့ရအောင်လို့ပါ2025ခုနှစ် ဆရလာပိုင်းနိုဝင်ဘာလအတွက်ဂျာဇာပိသမီမိတ်ဆွေတို့ရဲ့ဥစွာပထမမိတ်ဆွေတို့ရဲ့အကံကိုဥစွာဆရာတို့တားတော့ကံလေးတစ်ကလောက်ဆွဲကြည့်လိုက်ရအောင်ဂျာဇာပိသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့အကံဟာလုပ်ငန်းတစ္ဆာတင်ခြင်းတိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ လာဖြစ်ပါတယ်ထို့အပြင်အနာဂတ်အတွက်အတိတ်အတွက်ယူမှန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာသသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလှိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လာဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသည်တော့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစကြံစီနေတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတဲ့ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ခြေတိုးဆောင်ရလောက်ဆောင်ရင်အောင်မြင်တိုးတက်ခြင်းတွေ အားသာခြင်းနဲ့ကျင်းတည်ရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းသစ်အကြံစီသစ်တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်မျိုးတွေတွေးခေါ်ရန်အတွက်လည်းအားသာသောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခားနဲ့ပတ်သက်တာမျိုးလေးတွေအဲခားကြိုက်တာမျိုးလေးတွေခြေလက်တို့ဒူးစစ်တို့နာကျင်ကြိုက်ခဲ့ရတာမျိုးတွေအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်ကြင်ရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ချမ်းမာရေးကောင်းပြီငွေမဝင်ချမ်းမာရေးနေနဲ့ငွေအဲဝင်ငွေကောင်းရင်ချမ်းမာရေးကောင်းပြီဝင်ငွေမကောင်းရင်ချမ်းမာရေးညံတဲ့အတွက်ဇာစာပတိသပိမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့သိကြတဲ့ဇာစာပတိသပိတွေရဲ့အိမ်တော်ဘက်ကတော့ ငွေကြေးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအေးများများကောင်းမယ်လားလို့ဆရာကခန့်နောက်နောက်လေးပြောလိုက်ပြရစီဦးကောင်းကိုက်ခဲချင်းမျိုးတွေရှင်စစ်တို့ခါတို့အကျော်တို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးတတိပြုရမယ်မိတ်ဆွေတို့အနေနဲ့ဒီဒလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီ ဒီလိုရတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လိုက်တိချက်ပို့ပြီးတော့မောသန့်အဲဆွနာလိုပဲရင်းနှီးမြှုပ်နှံမှုတွေစဉ်စားတွေးခေါ်မှုတွေအားသာကောင်းမွန်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလိုရတာတော့ဒီမှာဆိုရင်ယာဓုတိုးခြင်းယာဓုတက်ခြင်းတွေကြုံရနိုင်တယ်ထို့အပြင်မဲ့ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေ ခရီးသွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင် အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်ပညာရတခုခုကိုလေးလာတည်ယူနေတာမျိုးလက်တွေ့မှာလဲထိုးပညာရအပေါ်မှာအတုံးချမိခိုနေတာမျိုးအားသာကောင်းမှုပြီးတော့ပညာရင်းနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားတဲ့လောက်စွန့်ရင်စွန့်တဲ့လောက်အောင်မြင်မယ်ဆိုတဲ့လဖြစ်တာအတော့ အတိအကျပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်းဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလှုပ်ဆောင်ရင်တော့အစဉ်ပြီးမှုတွေအာတာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့သူများတဦးတယောက်အာငွေကြီးနဲ့ပတ်သက်လို့ရှိတာငားလာလေးမှာ 3Q စင်ကြံရလိုအပ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်အလှပရေးရဆိုင်ရာလေးတွေလူမှုရေးကိစ္စကဏ္ဍလေးတွေကြောင့်ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ ဖြစ်နေတက်ပြီးတော့ဆွမ်းနာပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲသောလဖြစ်ပါလေဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရာလေးဆရာကုလောက်ပြောပြရစီမိတ်ဆွေများခင်ဗျာဂျာစာပိသားမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရာလေးပြပါမယ်ဆရာတို့ဒါလေးကကတ္တုစာရွက်လေးလို့မျက်စီထဲမှာမြင်လိုက်မိတ်ဆွေများဒါလေးကကတ္တုစာရွက်ကလေးဆိုလို့ဗျာဆိုလိုတာကဒီမှာဘောင်လေးတွေပါတယ်ဒါကလည်းနှစ်လက်မှာအလျားနှစ်လက်မှာအနံနှစ်လက်မှာပေါ့နော်မျက်စီထဲမြင်သာအောင်ဆရာပြရရင်အလျားနှစ်လက်မှာအနံနှစ်လက်မှာ ဆရာမိတ်ဆွေတွေကိုဆရာဆွတ်ပြမယ်နော်ဆရာတို့ဒါကတွေ့ကြလေးပေါ့နော်ဒါလေးနဲ့ပြုတ်ကြဒါလေးနှစ်လက်မှာပေါ့အလျားနှစ်လက်မှာအနံနှစ်လက်မှာလေးနဲ့နော်ဒါပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ကျဆော့ပြန်အပြာနဲ့ဆက်ဆွဲပြမယ်နော်အဲ့ဒီဘာဝင်တွင်းမှာမခတ်ပါဘူးအဲ့ဒီလိုသတိကံလေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲ့တော့ဒီမှာအသတိကံတုံးလေးတုံတုံထပ်ထားလိုက်ပါ မိတ်ဆွေတို့နဲ့တရိကန်တုံလေးတလုံးထပ်ထားလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်တရိကန်တုံလေးတလုံးထပ်ထားလိုက်ရှင်ဆရာမိတ်ဆွေတို့ဒါလေးကိုအလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကိုပလတ်စစ်လေးလောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီအဲမိတ်ဆွေတို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီပလတ်စစ်လေးလောင်းပြီးတော့အမြဲတမ်းစောင့်ထားပါ ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီမှာတော့ကျင်းပြပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တည်ပေမဲ့မိတ်ဆွေအစ်တင်များအတွက်ကိုငွေမြဲစီရန်ရည်ရည်လေးပေးလိုက်ပါတယ်ခေါင်းကြီးစေစာပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေဆက်တူလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအထယ်လိတ်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းပြည်လူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုန်မဆိုရှေ့တိုးဆောင်ရပြီးတော့လှုပ်ဆောင်ရင် ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းငဘုကဆောက်လက်စရင်းမပြည့်ပြည့်ဖြစ်နေသောမိတ်ဆွေကြသားမိသားသမီးများဒီလာတာတော့ပြန်ပါနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းပြည့်ပြတ်အောင်တိဆောက်နိုင်တာမျိုးတွေပြည့်ပြတ်အောင်အဆုံးသက်ပြီးတော့တိဆောက်နိုင်မဲ့ကာလဖြစ်ပါတယ်စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေဆက်တူလုပ်ငန်းတွေခြေတူဆောင်ရွက်လုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတဲ့အခါ မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးသစ်အမြင်သစ်တွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအားသာပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုယ်ပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေတို့ဆောင်ရွက်လှုပ်ဆောင်ခြင်းတွေဟာအားသာတိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစေပါလေ။ဒီလကတော့ဒီမှာဆိုရွှေဝင်လာတော့အားနေချက်ဖြစ်ပါလိမ့်မယ်။ ငွေကြီးနဲ့ပတ်သက်လာလို့ချင်းမိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ကိုကိုကိုပြန်တွေးကြည့်ပါရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုတွေးကြည့်ပါဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင်ရွှေလေးစတိပေါင်ပြီးတာမျိုးသို့မဟုတ်ရင်လူဝင်မတော်လို့ရွှေဝယ်ထားတဲ့ဆိုရင်လည်းစတိကလေးပြန်ရောက်ပြီးတာမျိုးဖြစ်စေသို့မဟုတ်မဖြစ်မနေညအိမ်ညာမိသားစုဝင်တွဲမှာအရေးတကြီးကျမ်းမာရေးညလာတယ်ချူချလာတာရှိလို့ရှိရင်ကိုကိုတိုင်းရှင်နှောင်းညအိမ်ညာနေလေးထွက်ပြေးလိုက်တာမျိုးသို့မဟုတ်ရွှေကလေးစတိထိုသူရဲ့မွေးနေ့မှာ ပေါင်ပေးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကျမ်းမာရေးအဝါဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်တွေသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။အမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာပိသာမီမိတ်ဆွေများပိုင်းဒီကာလမှာစကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါ။ဘာကြောင့်လဲဆိုတော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘဘကဖီးရတွေပေးလာတက်တဲ့ကိစ္စလေးတွေအရာရာကိုရုံးကန်ရတာမျိုးလေးတွေအပြိုင်ဆိုင်တိုက်ခိုက်နေများတက်တော်လာဖြစ်တဲ့အတွက်တော့ social inclusion dancer တွေအစိုးအကအရေးတိသဖြင့်တခုမှအမှုပညာဗေဒင်ဗေဒပတိလူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတော့လုပ်ငန်းတွေမှာဆိုလို့ချင်းတော့လိုတာထပ်ပို့ပြီးတော့အနှောင့်အယှက်အကြံကြာလေးဂျုံဝတ်တက်တဲ့အတွက်တော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါလေငွေကြီးနဲ့ပတ်သက်ရင်အာမခံလုပ်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလုပ်ချင်းအဲစွန့်လာလို့ပေါ့ဟိုလူယုံလွယ်ချင်းမျိုးတွေကိုတတိထားစင်ပြီးရန်အတွက်တော့လိုအပ်သောလာဖြစ်ပြီးတော့ပတ်စံရှိရင်တော့ ဆုံးမတူတူဆရာငယ်ကိုလာပေးထားလို့ရပါတယ်ခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငားပါနဲ့အားနာရင်ခါပါတတ်သောကာလဖြစ်ပြီးတော့မိမိမှရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာလူလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုယ်ပြဿနာအခက်ခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တော့ငွေကြီးရှိတာမျိုးတွေတော့မရလုံဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ်တောင်းပါသို့တော့နည်းနည်းလေးတော့အထင်အော်လေးတွေကြုံရတတ်တဲ့အတွက်၎င်းတို့ အဲဆွနာလိုပဲကိုကိုတိုင်တောင်းလာတဲ့တူတယောက်ရဲ့အကူအညီကိုရယူပြီးတော့ပြောဆိုတာမျိုးလေးတွေအကူအညီလေးတွေကိုရယူပြီးတော့တောင်းလာမျိုးလေးတွေကချင်းတွေပေါ့ရရှိမဲ့ကာလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပြရလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတတ်တော့လားအရှိရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့လားဖြစ်ပြီးတော့အဲမိမိရဲ့ချစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲမိမိရဲ့ချစ်သူအပေါ်မှာကိုကနှွမ်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေအဲ တာမန်ထပ်ပို့ပြီးတော့ဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဖြစ်ရတတဲ့သူကတမိကြီးသားများအနေနဲ့ဆိုလို့ရှိရင်ဘာလို့မဆိုအဲတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုချစ်ချင်းနဲ့ချစ်တူဆောင်ကလှုပ်ဆောင်မှာအစဉ်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်သို့မဟုတ်ဘဲနဲ့တဦးကိုကဂျိုးဆွဆွဆွဲတာမျိုးတွေမတိကြမရရဘဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြတ်ခြင်းရက်တန့်လာရခြင်းတွေဂျုံသွားတတ်တဲ့အတွက်တော့3 view စင်ရင်လိုအပ်ပါတယ် အိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာဇာပိသမိမိတ်ဆွေတွေဒီလဟာအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူးအကယ်၍အစင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူယုံတအုပ်တယောက်တစုံတယောက်ကိုအကြောင်းပြုပြီးတော့ငွေကြီးကိစ္စအငင်းခုန်လေးတွေကြောင့်ပြဿနာတက်လာမျိုးလေးတွေဂျုံအားတက်ပါတယ်ခင်ဗျာအိမ်ထောင်ကြီးမှာအနှဲငယ်လေးတွေးအေးနေတာမျိုးနှွေးထွေးမှုတွေအားနေနေတာမျိုးလေးတွေဂျုံအားတက်တော့လာဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်ထောင်ရှင်များဟုတော့ ပုံမူပြီးတော့နှိမ့်နေတဲ့နိုင်တိုင်တိုင်ပဲနဲ့နည်းနည်းဆွေးဆွေးလိုအပ်ပါတယ်မိရှင်တို့နေနဲ့ဒီလာတာတော်တို့မှာဆိုအိမ်တော်ရှင်မရဖို့ကတော့ OA ရှမ်းမင်းနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ရတဲ့အခါမှာတိုင်မင်းနှိမ့်နိုင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်ဒီတလာတာတော်တို့မှာကြာစာပိသသမီးများချုပ်ပြီးပြန်ပြောရယ်ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လှုပ်ပါချစ်တို့ဆောင်ရလှုပ်ဆောင်ပါအားသာကောင်းမှုတို့တတ်နိုင်ပါတယ်ညာပတ်စဖို့လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားဆိုင်ရာလုပ်ငန်းတွေ ။ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စမ်းစီစေစားစက်ပစ္စည်းအထည်အလေးဒေါ်လာတက်စီဒီဇယ်ကိုပိုင်လုပ်ငန်းတွေအဝေးတနေရာဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ရှေ့လူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းဈေးနိုင်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးတဲ့ပညာရက်ကိုချေတိုးဆောင်ရလှုပ်ဆောင်ရင်ကိုကိုရံအမိနာမခံလို့ချင်းတွေအားသာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတဲ့။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင် အဘိယောစုံနဲ့ပတ်သက်တာမျိုးအပွဲစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့အားသာကောင်းမွန်ပြီမဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြားကနေခံမြမြရုံးဖက်ကာမှတော်ကကြမယ်လားဖြစ်ပါတယ်ဒီတလားတာတို့တွေမှာအရှိရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်ရှစ်လုံးလုံးလေးတစ်ဖက်ပေါ်မှာရှုပ်ချယ်မှုလေးတွေဖြစ်ရတတ်တယ်။အိမ်ဆောင်ကြီးနဲ့ပတ်သက်တော့လေသူအေးနေတာလေးတွေချုပ်ပြီးတော့ပြန်ပြောပြရစီ။ဒီတလားတာတို့တွေမှာ ကြသာဖီးသသမီးမိတ်ဆွေတို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တောက်ကြသာသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးသို့မဟုတ်အင်္ဂါသာသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဟာအာသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပေးသောအရက်ဟာမြောက်ဆူဆူအရက်ဖြစ်ပါတယ်စမ်းတီယာအရက်ကတော့အနောက်တောင်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစေသောကဏ္ဍဟာတော့၃ကဏ္ဍခုနှစ်ကဏ္ဍငါးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်းလို့ အနီယောင်တို့နီညိုယောင်တို့များများပါသောအယောင်တွေကိုဝစ်စင်အာပြုသုံးဆွဲရင်ပုံမှုပြီးတော့ကံကောင်းထောက်ဖို့ရရှိစေမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရာမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလေးတွေလုပ်ငန်းကိန်းကန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စမတော်မီမပြောမီမှာမျက်စွာပြားမှာပေါင်မှုကလေးကိုနိုးစီလေးတုပ်ပြီးတော့ဆူတောင်းပြီးတော့လိုရာကိစ္စပြောဆိုရင်အရေးကြီးသောကိစ္စတွေဟာထင်တော်မှုမရှိပဲအောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်။ အဆက်ဆက်ရရမိတ်ဆွေတို့အတိတ်ခံပြုလို့တဲ့ဆရာငယ်ရဲ့ဂျာဇာပရိသတ်ဝိမိတ်ဆွေများအတိတ်ခံပြုလို့တပါဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့12ရက်တိတိအတိတ်ခံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကြက်တဲတွေပြေလဲပြေပြောက်သွားစီမှာအတိတ်ကြပဲဖြစ်တယ်ဟုတ်ပြီမိတ်ဆွေတို့အနေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောင်ဝေဖုန်ကြည့်ကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါတယ်ဒီဒေါ်လာတာတော့ဒီမှာ မိတ်ဆွေတို့ရဲ့ရောင်းကုန်နေဝယ်ကုန်နေအယောင်းတွအယောင်းထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောက်ထုတ်ရင်ရောင်းထွက်သွားမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာအစဉ်ပြေစီရင်တရတာလုံးငွေကြေးကံကောင်းစီပြီးအဆက်ဆက်အရာအစဉ်ပြေစီရင်တို့ကပိတ်နေတော့လက်ပြီးဝင်လန်းစီရင်ပြေလို့ရမယ်ရေခရအနေနဲ့မပြောမီဇီယံငင်ထားပိတ်နေမိချင်းရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချက် 7902901416ဝါဆပ် Telegram မှာဖြစ်စေ Viber နံပါတ်96305059နဲ့မှာဖြစ်စေဆက်သွယ်မိညာနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ17လပိုင်း4ရက်နေမှာဆရာငယ်ကြီးမှာရွှေရောအိဆာတရားချစ်ကြိမ်မြောက်ရွှေရောအိဆာတရားမိတိစေဂိုင်းတော်ဝင်အဲနေဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါဘောဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးကိုစွန့်ကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီခန့် အလူဆနာလိုအလူငွေထဲဝင်ကြင်တီးခတ်မှာဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားတွေးပါလေကျွန်တော်ဒါနဲ့ဆိုရှစ်ကျင်ကြည့်ပါပြီဇီယံငယ်ရဲ့အလူဟာခုနှစ်ရက်သားခုနှစ်ရက်သားသမီးကြီးရဲ့အလူဖြစ်ပါလေမိတ်ဆွေတို့ဒရတာလုံးအဆက်ဆက်ရဲ့အစင်ပြအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရဲ့အောင်မြင်အစင်ပြတိုးတက်စေရန်အတွက်ကိုင်းရွက်လေးတရွက်လိုအပ်ပါတယ်ကိုင်းရွက်လေးတရွက်မှာကိုင်းရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့စွဲလိုက်ပါ ို့မဟုတ်ရင်လည်းအဲချွန်တာထုံးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းစတာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မှန်းကလေးနဲ့ဖြစ်ဖြစ်စစလုံးစတာဘဝစတာဘဝလေးလုံးဆွဲလိုက်ပါအဲမျက်စိနဲ့မြင်ထားပါကကုတန်ကုန်ဖရာဘောနာကုန်ဖရာကတ္တပဖရာဘောဓမဖရာဆိုပြီးတော့ဖရာလေးစုကိုအာရုံပြုပြီးဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာเนาะအနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖရာမှာတောက်ရည်နှစ်ခွက်နဲ့အတူ ပကံများတစ်ချက်တည်းမှာတော့ထည့်ပြီးတော့လှူဒန်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြတာပိသသမီးတွေပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကြစားပရိသသမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရဆက်တလာပိုင်းဒီမှာယေရနာစင်ကြောက်ဇေတော်တိုင်းကစား